ဆရာတော်ဥဝေရသူအကြောင်းရိုက်ကူးထားတဲ့မှတ်တမ်းရုပ်ရှင်ဇာတ်ကားကိုပြင်သစ်နိုင်ငံကိန်းရုပ်ရှင်ပွဲတော်မှာပြသသွားမယ်လို့သိရပါဗျ။ဒီရုပ်ရှင်ကိုဆွစ်ဇာလန်နိုင်ငံဒါရိုက်တာဘာဘက်က ရိုက်ကူးထားတာဖြစ်ပြီးဇွန်လ9ရက်နေ့မှာတော့တရားဝင်ပြသသွားမှာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာအနှုတ်သဘောဆောင်တဲ့အချက်က20ရာခိုင်နှုန်းပါဝင်ပြီး80ရာခိုင်နှုန်းကိုတော့ကျေနပ်နေတယ်လို့ဆရာတော်ဥဝေရသူကမိန့်ကြားကြောင်းအနည်းနေတပည့်တူကပြောပါဗျ။ အလုံသဘောဆောင်တဲ့အချက်တွေကတော့မန္တလေးမှာမွတ်စလင်တွေနေစရာစားစရာမရှိအောင်လုပ်ပြမယ်လို့ဥယီရာသူကမိန့်ကြားတဲ့အချက်မန္တလေးမှာဖြစ်ပွားတဲ့အထီးကရုံးကဥယီရာသူပေးတဲ့သတင်းအမှားကြောင့်ဖြစ်သွားတယ်ဆိုတဲ့ဥယီရာသူအကြောင်းစာအုပ်ရေးသားသူကျော်စရာထွန်းရဲ့တုံ့သက်ချက်နောက်တစ်ချက်ကတော့2009ခုနှစ်ရွှေဝါရောင်တော်လှန်ရေးမှာဆရာတော်ဥယီရာသူမပါဝင်တဲ့ပုံစံလောက်ထားတာဖြစ်တယ်လို့အနည်းငယ်တပည့်တူကပြောပါတယ် ရွှေဝါရောင်ရေးခင်းမှာဆရာတော်ဦးဝီရသူဟာထောင်ကျနေပါတယ်အဲ့ဒီအချိန်ထောင်ထဲကနေသင်္ကန်းဖြူစာတန်းဆိုပြီးလှုပ်ရှားရမယ့်နီးဖြူဟာတွေကိုအပြင်ကိုလျှို့ဝှက်ထုတ်ပေးခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့အခြားရှူဝါရောင်ရဟန်းတော်တွေကိုဒရိုက်တာကမေးမြန်းရမှာတော့အရေးခင်းမှာဆရာတော်ဥဝိရသူမပါဘူးလို့ဖြေကြားတာကိုပဲဒရိုက်တာကအတည်ယူသွားတယ်လို့အနည်းငယ်တပည့်တူကပြောပါတယ် ကြံတဲ့အချက်တွေကိုတော့ဆရာတော်ကအားရတယ်လို့ဆိုပါတယ်ဒါပေမဲ့ဇလန်းအစုံသက်ကတော့ဆရာတော်ကိုရှောက်ထားတဲ့အတိုင်းမဟုတ်ဘူးလို့အနည်းငယ်တပည့်ဦးကပြောပါတယ်ဒီရုပ်ရှင်ထဲမှာဆရာတော်ဦးရီရသူထောင်ကထွက်တဲ့အချိန်မိန့်ကြားခဲ့တဲ့မိန့်ခွန်းတွေဆရာတော်ဦးရီရသူရဲ့အင်တာဗျူးတွေပါဝင်ပါတယ် ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး Telegrama ရုပ်ရှင် website ကအညွှန်းရေးသားထားရမှာတော့မြန်မာနိုင်ငံမှာမဘာသာဆရာတော်ဥယရာသူအနေဖြင့်၎င်း၏ဒိုင်ကာဒိုင်ကာမတွေကြီးညိုခြင်းခံရသောယဟန်တော်တစ်ပါးဖြစ်တော်ညာလဲတစ်ဖက်မှာမွတ်စလင်ဆန့်ကျင်ရေးတရားတွေကြောင့်အန္တရာယ်ပေးနိုင်သူတဦးဖြစ်နေလျက်ရှိပါတယ်လို့ဖော်ပြထားပါတယ်ပြန်ပြောလိုက်အမေရိကန်ပြည်ထောင်စုကြီး လုံးုံစီခြင်းနဲ့ဆိုရင်တင်းငင်အေးချမ်းစီခြင်းနဲ့ဆိုရင်အမေရိကန်ပြည်သူတွေဟိုဘဝလုံးုံမှုရှိစီခြင်းနဲ့အသက်အိုးရေလုံးုံစီမှုရှိစီခြင်းနဲ့ဆိုရင်ဒေါ်နယ်ထရန့်ကိုရွေးချယ်ရတယ်